မီလာပါညစီကွာဆာဆာမနှုတ်ကဆက်တာပါရယ်ဇူလာရှင်ရဲ့2025ခုနှစ်တနည်းနေ့နေ့စာရသည်ထာရပြထဏုံမထွက်သွား၍ရောပိုင်းချင်ပွားမသည့်ဦးထိတ်တိုင်အောင် ဆုံးသောအနာစင်းမြောက်ကိုပေါင်းရှင်၏ရောပောင်းသူခန့်ချင်းနှင့်ခန့်ငယ်ကိုနေကောင်းရှင်ကရောပောင်းဝင်သူတွင်ဖျားခင်မိုးရိသစ္စာဆောင်သည့်ခြင်းအဖြစ်ယုံကြည်သူများ၏အသက်တာသည်စီးရဲဒုက္ခနှင့်နာကျင်မှုအမျိုးမျိုးတို့ကိုခံစားရခြင်းမှာ ကင်းဝေးရမည်ဟုသော အာမခံချက်ရှိပါသည်။တကယ်ရှိသည့်ယုံကြည်သူများအနေနှင့်စိရဲဒုက္ခကိုတစ်ချိန်တွင်သင်္ချာမောက်တွေးကြုံရမည်ဟုသူသင်ခဲ့ပါသည်။တမချမ်းစာတွင်ဖျားခင်ကိုယုံတဲ့အကြောင်းသူများသည်စိရဲဒုက္ခများကိုအကြောင်းမျိုးမျိုးကြောင့်အချိန်ကာလအတိုင်းတာတစ်ခုထိတွေးကြုံခံစားအကြောင်းကိုယောဘဝန္ထုမှာအသည့်ထင်ရှားဖော်ပြထားပါ၏။မယုံကြည်သူများမင်းလင်းရှိသောစကားတစ်ခုမှာ ခဲ့၍ဘုရားခင်သည်ဖြောင်းမတ်ကံ၍တရားမျှတသူဖြစ်ခဲ့လေဖြောင်းမတ်သူများကိုအဘဲကြောင့်ရှင်ရဲ့ဒုက္ခခံစားစီရသည်။ဤဟူ၍ဖြစ်ပါသည်။ယောဘဝတ္ထုကထုံမင်းကိုအဖြစ်ကိုဖော်ပြပေးပါသည်။ ပထမချအဖြစ်ဖျားတခင်နှင့်ရှင်ပြိုင်လိုသောစာရန်အနေနှင့်စည်ရဲဒုက္ခရောက်ခြင်းအဖြစ်ဖြောင့်မတ်သောသူ၏စိတ်မတ်သောယုံကြည်ခြင်းကိုစစ်ကြောဆုံဆန်းခွင့်ရပါသည်။ယောဘသည်ယုံကြည်ခြင်းခိုင်မာသောအခါဆုံဆန်းခြင်းကိုအောင်မြင်နိုင်ပါသည်။ဒုတိယချက်မှာမူဖျားတခင်၏လုံဆောင်ခြင်းများသည်ကြီးမားခြင်းဟုသဖြင့်လူတို့၏ဉာဏ်နှင့်လိုက်မမီနိုင်ဝန်ခံရသာဖြစ်ပါသည်။တတိယချက်အဖြစ်ယုံကြည်ခြင်းချေကအုံမြင့်သည် ကောင်းချင်းမင်္ဂလာနဲ့မဆိုင်ပဲဖျားခင်ဖျားရိတ်တော်ပေါ်မှာတန်ဝင်ခြင်းကသာဗရန္ဒဖြစ်ပါသည်ရှင်ရည်သည်ဖြစ်စေချမ်းသာသည်ဖြစ်စေဖျားခင်ကိုယုံကြည်ခြင်းကတင်ချဖြစ်ပါ၏စုံထားချမ်းနေနဲ့ရွှေကူမီဖြင့်တန်းစင်စီရသလိုပဲခရိယံတို့ယုံကြည်ခြင်းသည်ရှင်ရည်ဒုက္ခဆုံးဆန်းခြင်းဖြင့်တန်းစင်စီရပါ၏ အကျွမ်းအဖြစ်တိုး၍ဖျားကူကူစားခြင်းဖြင့်နှိမ့်ချခြင်းကိုရရှိစေပါသည်။နောက်ဆုံးအနေနဲ့စုံစမ်းစည်းရင်ခြင်းကိုခံရစမှာပင်ပန်း၍ကျန်ထွက်တော်လဲအဆုံးတွင်ဖျားကီကယူနာချီမာချောင်းတွေ့ရပါလိမ့်မည်။ယောဘသည်စုံစမ်းခြင်းစည်းရင်မုံနိုင်ခြင်းအလွန်ကာလမှာနှဆသောကောင်းခြင်းမင်္ဂလာကိုခံစားရပါသည်။တိုက်ပွဲကတော့ရှိတာပေါ့မတိုက်ဖိမရပါ။တိုက်ပွဲကာလမှာပင်ပန်းတော်လဲအဆုံးမှာတော့အောင်ပွဲကိုသိမ်းပါရမှာပါ။ အားလုံးဖြာစီကောင်းချီးပေးပါစေ။